ကျမရင်းနေရင်ယူတဲ့အစားအစာဖြစ်ဖို့အတွက်တော့တန့်ရှင်းလက်ဆက်ထားဓာတုဆိုးဆေးတွေမပါဝင်တာနဲ့တင်းတင်းမြတ်တဲ့အာဟာရနဲ့ချက်ပြုတ်ထားတဲ့ဟင်းနဲ့ဖြစ်ဖို့လိုပါတယ်။ကျမရေးကောင်းမှုဖို့အတွက်အစားအစာတွေကနေပြီးတော့ရရှိတဲ့အာဟာရဓာတ်တွေအကျိုးအာနိသင်ကောင်းမှုတဲ့ဗီတာမင်ဓာတ်တွေရရှိဖို့လိုအပ်ပါတယ်။ကျမရေးကောင်းမှုစေတဲ့အစားအစာတွေထဲမှာဒီနေ့ပြောပြမယ့်ကုစုံရဆိုတာလည်းပါပါတယ်။ကုစုံရလေးမှာကကျမရင်းနဲ့ပတ်သက်ပြီးတော့ဘလိုမျိုးကောင်းကျိုးတွေရှိလဲဆိုတာကို ပြပြပေးမှာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ရအောင်နော်။ ကစုံရကကိုလက်စထရောကိုကျစေခြင်းနဲ့ခန္ဓာကိုယ်ကိုလေးကျင်ကျစေဖို့အထောက်အကူပြုပါတယ်။အသီးအရွက်တွေတဲ့အဓိကလုပ်ငန်းဆောင်တာကလည်းကိုလက်စထရောတွေကိုရောကျစေဖို့ပါပဲ။တန်တက်လူလုံးလောက်လောက်ရရှိမယ်ဆိုရင်သူရနေယောဂတွေဖြစ်နိုင်ပါဘူး။တန်တက်ကကိုယ်ဝန်ဆောင်ချိန်မှာအရေးတကြီးလိုအပ်ပါတယ်။တန်တက်ပြေဝနေမယ်ဆိုရင်သွေးနေဦးစေးတွေကောင်းမွန်စွာလည်ပတ်ဖို့အထောက်အကူပြုပါတယ်။ကစုံရမှာပါဝင်မှုအများဆုံးကတော့တန်တက်ပါပဲ။ ကစိုးရမှာအမြင်တက်တွေပါဝင်ပြီးတော့အစာချေစနစ်ကိုကောင်းမွန်စေတဲ့အပြင်အစာရေလမ်းကြောင်းမှာပြဿနာတွေမဖြစ်အားလဲကောင်းကွယ်ပေးပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ဝမ်းချုပ်တော်ကိုပြောက်ကင်းစင်ပါတယ်။ဝမ်းချုပ်တဲ့အခါမှာကစိုးရကိုကြော်စားတာပဲဖြစ်ဖြစ်ရေလုံပြုတ်စားတာမျိုးပဲဖြစ်ဖြစ်ပြုတ်လို့ပြုတ်လို့ရပါတယ်။အဲ့ဒါဖြင့်ကိုကမျက်စိအားကောင်းဖို့ကြိုးစားနေတယ်ဆိုရင်လည်းကစိုးရကိုစားပြုတ်လို့ရပါတယ်။ကစိုးရမှာကဗီတာမင် A ပါဝင်ပြီးတော့မျက်စိအမြင်အာရုံကိုကောင်းမွန်စေပါတယ်။ အလားပင်ဗီတာမင် C လည်းမြမြပါဝင်တဲ့အတွက်ကြောင့်မို့လို့နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ကစိုးရွက်ကခန္ဓာကိုယ်ထဲမှာရှိတဲ့ free radical တွေကိုလျှော့ချပေးတဲ့ဓာတ်တော်ဆန့်ကျင်အဖြစ်အာဟာရတွေပေးစမ်းနိုင်စွမ်းရှိပါတယ်။ cholesterol တိုးတာကိုလျှော့ချပေးတဲ့အတွက်ကြောင့်မို့လို့တွေးကြောပိတ်ဆို့တာတွေမဖြစ်စေတော့ဘဲနဲ့နှလုံးနဲ့လေဖြတ်တာတွေလျော့ချစေပါတယ်။မကနီစီယံကကြတော့နှလုံးထပ်ပေါက်တာတွေမဖြစ်ဘူး PPR အတက်ချာကိုထိန်းထားပေးနိုင်ပါတယ် ကိုကကြောက်ကရောဂါရှိလို့စီးသွားတဲ့အခါမှာပြဿနာရှိနေရဆိုရင်လည်းကစုံရဲစာပေးဖို့လိုအပ်ပါတယ်။ကစုံရဲမှာကရေထဲမြမြပေါအောင်တဲ့အတွက်ကြောင့်မို့လို့စီးသွားဖို့အထောက်အကူပြုပါတယ်။ကစွေမပါဝဲတဲ့အာဟာရတတရားဆိုရင်အရေးပြားဆဲတဲ့အသည့်ပြန်လည်ဖြစ်ပေါ်ဖို့အတွက်ကူညီပေးပါတယ်။အရေးပြားမှာအမာရွတ်ဖြစ်တာအနိစစ်တွေဖြစ်ပေါ်လာတာကိုလည်းသတ်တာစီပါတယ်။ပြီးတော့အင်းဆက်ကြိုက်တာကြောင့်အမာရွတ်ကျန်တာကိုလည်းသတ်တာစီပါတယ်။ဒီလောက်ဆိုရင်တော့ကစွေရဲ့ကပေးစမ်းနိုင်တဲ့အာဟာရကိုသိပြီးဆိုတော့ကစွေရဲ့ချင်ရင် ကစွန်ရကိုပြုတ်ပြီးတော့တွန့်စီအနေနဲ့စားရပဲဖြစ်ဖြစ်ကြော်စားတာပဲဖြစ်ဖြစ်စားသုံးပြီးလို့ရပါရဲ့เนาะနားထောင်ပြီးတော့အားလုံးကိုချီးကျူးတင်ပါတယ်เนาะဗီဒီယိုမှာပြန်တွေ့မယ်เนาะ